အားလုံးပဲမင်္ဂလာပါ The Story Vault ကနေကြိုဆိုပါရစေဒီနေ့မှာတော့အားလုံးရဲ့စိတ်ထဲမှာမင်းကုန်းတွေနဲ့ပြည့်နေနေမှာဖြစ်တဲ့ Marvel Zombie ရုပ်ရှင်ရဲ့အန်ဒီကဘယ်လိုမျိုးလဲမဖြစ်သွားတာလဲဆိုတာကိုအခုပဲရှင်းပြပေးသွားပါမယ် Spoiler အလက်ဖြစ်လို့ရုပ်ရှင်မကြည့်ရသေးရင်တော့ကြည့်ပြီးမှပြန်ထောင်ဖို့အကြံပေးကြပါရစေအဲ့တော့ Let's go အဲ့တော့ recap အနေနဲ့ပြန်ပြောရရင်ဒီအပိုင်း၄ပိုင်းပဲပါတဲ့ဇလံကို what if season 1အပိုင်း၅မှာပါတဲ့ what if zombie ဆိုတဲ့ universe မှာဖြစ်ပျက်နေသမျှကိုပြန်လဲရိုက်ကူးပြသထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာပဲ zombie ရုပ်ရှင်အစမှာ Riri, Kate Bishop, Kamala တို့၃ယောက်ကဒီ zombie apocalypse ထဲမှာစူးစမ်းရှင်သန်ရင် transmitter တစ်ခုကိုရှာတွေ့သွားတယ်။ဒါက Nova Corps ကိုရောက်မယ်ဆိုတာသိသွားတဲ့အခါနှောင်းလင်းချက်တစ်ခုနဲ့အာဇွန်ခွန်ဆိုင်စူးစမ်းကြပါတယ်။ ဒါပေမဲ့ဆုံးရှုံးမှုတွေပျက်စီးမှုတွေများစွာနဲ့ကြုံတွေ့ကြရပြီး Nova Corp စီကအကူအညီမရတဲ့အပြင် Infinity Stone 63ရဲ့အစွမ်းတွေပြန့်ကျဲမှုကြောင့်ကပ္ပီးမပျက်စီးသွားအောင်ထိန်းသိမ်းပေးထားတဲ့ Cypher ဒါမှမဟုတ် Bruce Banner ကိုကာကွယ်ပေးဖို့ဒါမှမဟုတ် Hawk ကိုကာကွယ်ပေးဖို့ Defense လုပ်ဖို့ဖြစ်လာပါတယ်ဒီနေရာမှာမီနိုထောကြီးက Hawk ကို Anchor ဆိုတဲ့စကားလုံးအနေနဲ့တုံ့နှုံသွားပါတယ်။ He's a cipher. He's now an anchor. ဒီအကြောင်းတော့နောက်ဗီဒီယိုမှာအသေးစိတ်ရှင်းပြပါမယ်ဆက်ပြောမယ်ဆိုရင်အကောင်လုံးက wine defense ရပါမယ်အရင်နိုင်သွားတဲ့အခါမှာခမာလာကဝန်တာပြောသလိုသူနဲ့ပူပေါင်းမှာသူ့ကိုကူညီပါဆိုတဲ့စကားကိုလက်ခံလိုက်ပြီးဝန်တာလက်ကိုကင်လိုက်ပါတယ်ဒီအချိန်မှာ energy blast ကြီးကကဘာတစ်ခုလုံးဖုံးလွှမ်းသွားပြီးခမာလာကသူ့အိပ်ရာပေါ်မှာနိုးလာရင်သူ့တငယ်ချင်းတွေနဲ့တွေ့ပြီးစကားတွေပြောနေခဲ့ပါတယ်ဒါပေမဲ့ဒါက zombie war တစ်ခုလုံးအတွက်ဝန်တာဖန်တီးထားတဲ့ illusion တစ်ခုသာဖြစ်ပါတယ် မြင်တာအောင်ပြောမယ်ဆိုရင် Wonder Vision နဲ့မှာ West View မြို့ကို Wonder ကသူ့စိတ်ကြိုက်ဖန်တီးလိုက်တဲ့သဘောမျိုးပါပဲ။မြို့တစ်ခုကိုသူ့ဖာဝါနဲ့ Illusion နဲ့လုံနိုင်တယ်ဆိုပေမဲ့ကဘာကြီးတစ်ခုလုံးလုံးဖို့လိုလာတဲ့အခါမှာ Infinity Stone 6တုံးရဲ့ Energy ၊ Kamala ရဲ့လက်ပတ်က Energy ဒါတွေကိုလိုအပ်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲအပိုင်းလေးပိုင်းလုံးမှာခမလာကိုအိမ်မက်လိုလို vision လိုမျိုးတွေပေးနေအောင်လည်းမြင်တွေ့ရမှာပါ။ပြန်ဆက်မယ်ဆိုရင်ခမလာက wonder ဖန်တီးထားတဲ့ illusion တစ်ခုထဲမှာပိတ်မိနေတာပါ။ ။ဒါပေမဲ့သူတစ်ချက်တစ်ချက်သတိထားမိတဲ့အချိန်မှာရီရီကဇွန်ဘီတွေကိုတိုက်ခိုက်နေတော့မှာပဲ။ Maybe အပိုင်းတက်မာတဲ့ရီရီကမသေးပဲသူထိုးလိုက်တဲ့စေးတစ်မျိုးနဲ့ Iron Man ရဲ့ Mark 50 suit ကသူ့ကိုကောက်ွယ်ပေးရဖြစ်နိုင်ပါတယ်။သူကကမလာကိုထသန်းဒါအစစ်မှန်မဟုတ်ဘူးလို့អော်ရင်ဇွန်ဘီတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။နောက်ဆုံးမှာ Queen of the Dead ဒါမှမဟုတ် Wonder က horror ပုံစံမျိုးနဲ့ပေါ်လာပြီးသတိသိမ်းသွားတာဖြစ်ပါတယ်။ ဒါ Infinity War တုန်းကလိုပဲ villain ကိုအနိုင်ပေးပြီး Riri ကြံခဲ့တဲ့ war ကို open ending လုပ်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့တကယ်အဆုံးသတ်သွားတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်အမြင်အရဒီရုပ်ရှင်ကို8.5 out of 10ပေးပါတယ်ဘာလို့ဒီလောက်ပဲပေးပြီးအပြည့်မပေးရတာလဲဆိုရင်ကြည့်ရတာမဝလို့ပါအဲ့တော့ဒီနေ့ရောဒီလောက်ပါပဲနောက်ထပ် Marvel Zombie နဲ့ပတ်သက်ပြီး detail breakdown Easter egg breakdown video တွေလာအောင်မှာဖြစ်ပါတယ်လို့ဆိုရင်းနေပဲအားလုံးပဲ goodbye